တော့ဘုရားဟောတာမင်းရဲ့သားကိုဘာပြောလို့ဆိုတော့မင်းလူဘွားတုန်းကပထမနတ်တမန်ကိုမမြင်ခဲ့ဘူးလားမြင်ခဲ့ပါဘူးတဲ့နတ်တမန်ဆိုရင်သူကနတ်ဝဏ္ဏစားတွေနဲ့လို့ထင်နေမှာ ਉ အဲ့တော့နတ်တမန်ဆိုတာပထမနတ်တမန်ဆိုတော့ဘာပြောတော့ဆိုတော့မွေးကာစားကလေးလေးကိုပြောတာအဲ့ရတဲ့မှာပက်လက်ရေစားလို့လည်းမတောင်းနိုင်တမင်းစားလို့လည်းမတောင်းနိုင်ကြီးကြီးကျင်ကဲဆွညင်လို့လည်းမပြောတဲ့ဘာဖြစ်ချင်လို့မှလည်းမလုပ်တဲ့ရားလို့လည်းမကုတ်တဲ့နေကြီးတော့အဲ့ရတဲ့ကိုကလေးတုန်းကဒုက္ခမမှတ်မိလို့လားဟုတ်လား ไอ้ကလေးတုန်းကဒုက္ခကို3ရက်လောက်မြန်နေရမှာဆိုဘယ်လိုနေမှာလဲဟမ်ရားမှာ तू လည်းမရားပဲနေမှာမဟုတ်ဘူးလေနောက်ဆုံးဘာမှမလုပ်တတ်တော့ तू ဘာလုပ်တော့ငိုမှာပေါ့အလိုက်မတည်တဲ့ဆိုးရတဲ့မိခင်ဝမ်းရောက်သွားမယ်မိခင်ကမွေးမယ်ဆိုဒုက္ခမှာနေတဲ့ဒုက္ခဟုတ်မှာမဟုတ်တချို့မအေတွေကဘာမှသိပ်ပြီးတော့သာသမီကိုဂရုစိုက်တာမဟုတ်ဒါမျိုးကလည်းရှိသေးဟုတ်လားအဲနာပထမနတ်တမန်ပဲတဲ့သံဝေကရစရာကောင်းစဉ်းစားကြည့်ဒါမှမဟုတ်ကျုပ်တို့အဲ့ဒါကိုတွေးကုန်မတွေးဘူးကလေးလေးမြင်ဘလို့ပဲတွေးတာဟဲ့ချစ်စရာလေးလို့တွေး ကလေးဒုက္ခရောက်နေတာကိုမြင်သလားမြင်ဘူးကလေးကဒုက္ခရောက်နေတာတကယ်ကဟုတ်လားဒါပိုက်ထဲနေရတဲ့အနေအထားမပါသေးဘူးနော်ဟုတ်လားအဲ့ဒါကိုမြင်တဲ့အခါမှာဩမွေးဖွားတဲ့လူရဲ့အစဆင်းရဲလာပါလားငါဒီလိုဆင်းရဲတဲ့အနေအထားမျိုးကြီးကိုနောက်ထပ်မရောက်ဖို့အတွက်ငါကောင်းတာကိုလုံးဝဖြစ်မှာပါလားဒီလိုအတွေးမျိုးမပေါ်ခဲ့ဘူးလားတဲ့ပထမနဲ့တမန်ကိုမြင်ပြီးတော့ဘာမှတောင်းသူမသိခဲ့ဘူး မပေါ်ခဲ့ဘူးသူဘလို့ဖြေတုံးဆိုအဲ့မှာပေါ့အဲ့ဘုံကအဲ့စကားလေးကိုတော့မှတ်မိနေနာသခိတ်တံပန်နေပမာဒတ်တံပန်နေစကလုံးလေးနှလုံးနာသခိတ်တံပန်နေမစွမ်းနိုင်ခဲ့ပါဘူးအရှင်ယမမင်းကြီးကိုအရှင်လို့ခေါ်တာနော်ကျွန်တော်မစွမ်းနိုင်ခဲ့ဘူးပမာဒတ်တံပန်နေမေးလျော့ခဲ့ပါတယ်အရှင်စကားဘယ်နှလုံးတော့နှလုံးနော်မစွမ်းနိုင်ခဲ့ပါဘူးမေးလျော့ခဲ့ပါလေအေးဟုတ်ပြီအဲ့လိုဆိုရင်မင်းဒုတိယနတ်တမန်ကိုမင်းမြင်ခဲ့ဘူးလား မသိဘူးဒုတိယနတ္တမန်ပါမှာဒုတိယနတ္တမန်ဆိုတော့ဘာအောင်ဆိုတော့အိမ်ရဲ့အချင်းရနေလို့တဲ့ဖះပေးတဲ့ဥမာလေးကွေးနေတယ်ပေါ့နော်60တီတီတော့မရှိဘူးကွေးနေတယ်အဘအောင်ဆိုလူအိုပြောတာနော်အယိုးပြိုင်ပြိုင်ထားပြီးတော့တောင်ကွေးလက်ဆွဲပြီးတော့နော်ဆင်းရဲတဲ့လူအိုအိုပြီးဆိုရင်ဆင်းရဲတော့တာပဲသူရှိတဲ့ပတ်စံကကောက်ဝဲနေတာမဟုတ်ဟုတ်လားအဲ့ဒီလူအိုမြင်တဲ့အခါမှာအော်ဘဝကဒီလိုကြီးဖြစ်တတ်တာပါလားဒီလိုဘဝမျိုးကိုငါရထားတာပါလား အဲ့ဒီအချိန်မှာကောင်းတာလုပ်ဖို့မလွယ်ပါလားအဲ့တော့မအိုသေးခင်ကငါကောင်းတာကိုလုပ်မှပြောမှတွေးမှဖြစ်မှာပါလားလို့ဒီလိုစိတ်မျိုးမပေါ်ခဲ့ဘူးလားဆိုတော့ဘာဖြစ်လို့ဆိုနာတခိတ်တံပံနေပမာဒတံပံနေမစွန်းနိုင်ခဲ့ပါဘူးမေးလျော့ခဲ့ပါအဲ့လိုဆိုရင်ကွယ်မင်းတတိယနတ္တမဝင်မြင်ခဲ့ဘူးလားမသိဘူးတတိယနတ္တမတတိယနတ္တမဘာအောင်ဆိုနာခြင်းတရားအဲ့ဒါမြတ်စွာဘုရားဘယ်လိုဟောတော့အိယာထဲမှာတဲ့ကိုယ့်ရဲ့ကျင်ကြီးကျင်ငယ်ထဲမှာလူလဲနေတဲ့ ညောင်းလို့တောင်ဟိုဘက်ကိုမလှဲနိုင်တဲ့သူများလှဲပေးမှသူများထူမှထားရတဲ့ဒါပြုစုမဲ့လူရှိလို့ဒါကြင်ကြီးကြင်ငယ်လွတ်တာဟုတ်ဒါပေမဲ့အခါခါသိမ်းလဲတခါတည်းလွတ်တာမဟုတ်တချို့အသက်ကြီးမှဆိုရင်ဘုံရွာမှာတခါဘုံလာမယ်ဆိုတော့အသက်တရာနည်းရှိရဲ့ဘိုးကပစိုးတွေပါလေလဲပေးတာလာကနီးကြမှာသူအသေးရပောက်ပြီးသွားပစိုးအသက်အသက်ဆက်ဆက်ပစိုးမှာသေးခွက်ဟုတ်လားကြင်ကြီးကြင်ငယ်အမြဲတမ်းကြီးပဲလှုပ်ပေးနိုင်နော်ကိုယ့်ရဲ့ကြင်ကြီးကြင်ငယ်ထဲမှာပဲဘာလို့နော် လူလဲနေရတဲ့အနေအထားဒါပါတော့တတိယနတ္တမဒီခန္ဓာကိုယ်ကြီးကဘာမှစိတ်ချရတာမဟုတ်ဘူးနော်လေးမဖြတ်ဘူးလို့ဘယ်သူမှအာမခန္ဓာချက်မပေးနိုင်ဘူးဟုတ်လားသူများကိုလုံလုံလည်လည်အာကိုရတဲ့အနေအထားကိုဘုန်းတို့ရောက်တော့မှအဲ့ဒီချိန်မှာအဲသေးတာသေးလိုက်ပါလို့လို့သေခြင်းလို့လည်းသေလို့ရတာမဟုတ်ဘူးဘောကထောင်မဲ့တကယ်တမ်းကကျတို့ကအဝိဇ္ဇာဖုံးနေလို့ဘာမှမသိတာဟုတ်လားဘာမှကိုလှုပ်ချင်တယ်လို့တချို့ကိစ္စကလှုပ်လို့ မရဘူးကိုစိုးကိုပိုင်ရှိတာမဟုတ်ဘူးအဲ့ဒါကြောင့်မြတ်စွာဘုရားအချုပ်တောင်းလို့ပြောတာပိုင်ပိုင်နိုင်နိုင်ငါလုပ်ချင်လို့လုပ်လို့ရတယ်ဆိုတဲ့အနေအထားမျိုးတချို့ကိစ္စမှာမရှိဘူးဟုတ်လားအဲ့တော့အဲ့ဒီတတိယနတ်တမန်ကိုမြင်တော့ဩဒီအနေအထားကြီးရောက်သွားရင်တော့ဘလို့မှကောင်းတာလုပ်ဖို့ဆိုတာမလွယ်တော့ဘူးငါတန်တော့မြန်တော့မာတော့ကောင်းတော့လုပ်အောင်မှာပဲလို့အတွေ့အလေးများမပေါ်ခဲ့ဘူးလားဆိုတော့သူဘလို့ဖြေတော့မစွမ်းနိုင်ခဲ့ပါဘူးမေးလျော့ခဲ့ပါနော်အဲ့လိုဆိုလို့ရှိရင် စရုဋ္ဌနတ္တမန်တဲ့စရုဋ္ဌနတ္တမန်ဘာတုံးဆိုတော့ဟိုအချုပ်တွေထောင်နေတဲ့ကိုရောက်နေအကြောင်းအမျိုးမျိုးရာဇဝမှုကြောင့်ရောက်နေတဲ့လူတွေကိုပြောတာသူတို့ဘဝလည်းဆင်းရဲတယ်နော်လွတ်လပ်မှုမရှိဘူးနော်သူတို့ဆန္ဒနဲ့သူတို့နေရတာမဟုတ်ဘူးဟောဒီသဘောလေးတွေတဘောမှာအခြေအနေမကောင်းလို့ရှိရင်ကံအကြောင်းမလှရင်တခါတလေအပြစ်မလို့ဖဲနဲ့လည်းပဲထောင်ထဲရောက်သွားတယ်လေရှိတဲ့သေးတယ်ချုပ်ကာကာမောင်းရင်လည်းကတိုင်မှုတွေပါလိဖြစ်တယ် ေချာတိုက်တာလည်းမဟုတ်သူဘာမှသူ့မှာတကယ်တမ်းကအပြစ်ပြောလောက်အောင်ဘာမှရှိတာမဟုတ်ဒါပတိအခက်မသိရင်ထောင်းနဲ့ရောက် တော့မှာပဲဟုတ်တယ်မဟုတ်လားတော့ထောင်းသားကိုလည်းမြတ်စွာဘုရားနတ်တမန်ထဲမှာထည့်ပြီးတော့ဟောဒုက္ခများလုံးလို့ဒီဒုက္ခကိုမြင်ပြီးတော့ဒီဒုက္ခလွတ်ရအောင်ရောက်အောင်လှုပ်ဖို့တော့သူဒီပင်လင်တွန်းအားတစ်ခုဖြစ်နေလို့သူ့ကိုလည်းနတ်တမန်ထဲမှာထည့်ဟုတ်လားနောက်ဆုံးနတ်တမန်ကဘာတော့ဆိုတော့သေခြင်းတရားမလုံမရှက် လဲလျောင်းနေတဲ့ဘာလေးမှတော့မလှုပ်တော့တဲ့ချင်းအုံးနေတာတောင်မချောက်နိုင်တော့တဲ့မြင်အောင်ကြည့်ကြည့်လိုက်ဟုတ်လားရှင်တော့ကိုအစိုးတရားရှိခဲ့ပါတယ်ဆိုတဲ့လက်ကလေးတွေဒီတိုင်းပဲမြင်ကြည့်လိုက်ဘုံကတခါလေးတည်ခြင်းတရားကိုစဉ်းစားရင်ငါလက်လေးတွေကတချင်းကျရင်လှုပ်တော့မှာမဟုတ်တော့ဘူးမာတောင့်အေးဆက်ပြီးအကုန်လုံးကဒီတိုင်းပဲရုပ်ပြည့်ခြင်းပြဲပါမှာစဉ်းစားကြည့်တောင်းစုံကနေစဉ်းစားကြည့်ရတည်ခြင်းတရားဟုတ်လား အဲ့ဒီသေခြင်းတရားကိုမြင်ရတာကိုမြတ်စွာဘုရားဗာပြောလို့ပြင်စမနတ္တမံသူဒီနတ္တမံပဲနော်နတ်အဖြစ်ကိုပြုတ်တတ်တယ်နတ်အဖြစ်ကိုပြုတ်တယ်ဆိုမှသူဒီစာရဲကဖွင့်ထားတာနတ်ပြည်ကနတ်လောက်တယ်မကဘူးနော်ဝိသုဒ္ဓိနတ်လို့ဆိုတဲ့တရားလူတရားမြတ်ကိုရတဲ့နောက်ဆုံးရဟန္တာဖြစ်တာဝိသုဒ္ဓိနတ်စင်ကြယ်မှုသူအကြီးမားဆုံးသောနတ်တစ်မျိုးပေါ့နော်ရဟန္တာဖြစ်သွားရင်ဒါဝိသုဒ္ဓိနတ်လို့ခေါ်အဲ့ဒီအထိရောက်အောင်တော့ဒီအကြောင်းတရားတွန်းအားပေးနိုင် ဘုန်းတော်မှာအဲ့ဒါအခုကြုံနေတာနော်ကိုကဒါပုံမပြောရင်လည်းတရားရဲ့ဒုတိယပိုင်းဆိုတာပဲနော်ဟုတ်လားတတိသင်္ဝေကရဖို့ဆိုတာဒါကိုပြောတာပြောနေပြီဒီဟာတွေကမင်းတို့လှုပ်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 လို့ကိုကဘာလုပ်နေတော့ပြောနေတယ်ကိုကကြားဖို့လိုတယ်မြင်ဖို့လိုတယ်ဟုတ်လားအဲ့ဒီလိုပြင်စမမြောက်နတ်တမမြင်ရတော့မင်းစိတ်ထဲမှာငါတော့လှုပ်မှဖြစ်မယ်ဆိုတဲ့အတွေးမျိုးလေးလောက်တောင်မပေါ်ခဲ့ဘူးလားဆိုတော့ဘလို့ပြောတော့မစွမ်းနိုင်ခဲ့ပါဘူးမေးလျော့ခဲ့ပါနာတက်ခိတ်တန်ပန်တွေပမာဒတန်ပန်တွေဟိုအလွန်သဘောကျတယ်ဒီစကားလေးနှခွန်း ဘုန်းဘုန်းတော်ကလည်းအခုအကြောင်းမျိုးမျိုးပြန်ပြီးတော့အဲ့ဒီစကားနှလုံးပဲပြောနေတာပဲ။နာသက်ခိတ်တံမစွမ်းနိုင်ဘူး။မစွမ်းနိုင်ဘူးဆိုတာကျုပ်တို့အရက်စကားလေးနဲ့ပြောမတို့မလုံနိုင်သေးပါဘူးကွယ်။အဲဒါပဲလေဟုတ်လား။မလုံနိုင်သေးဘူးဆိုတာဘာပြောရလဲ။မစွမ်းနိုင်ဘူး။အစွမ်းတုံးနေတာ။ဒီကောင်းတဲ့အလုပ်ကိုကိုပါတော့မလုံနိုင်ဘူးကိုကိုကိုအတုံးအဖျင်းနေရကို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 တိုင်းမလုံနေတာတော့ထဲ့နေတာ။မလုံနိုင်သေးဘူး။တော်တော့အကြောင်းတော့မျိုးမျိုးပြမှာပေါ့။ဒါတိဘာသာပြန်လိုက်ရင်မလို့တော့ခုနကတည်းကလည်းသွားဆိုင်တယ်နော်။ မစွန်းနိုင်ခဲ့ပါဘူးသူအစွန်းတုံးခဲ့တယ်ကောင်းတဲ့အလုပ်ကိုလုံနိုင်လောက်သည့်အထိသူ့ရဲ့နော်အည်အသွေးဟာမထက်မြက်ခဲ့ဘူးတန်ဖိုးမရှိတဲ့အလုပ်လောက်နဲ့ပဲသူအချိန်ကုန်တာပေါ့ဟုတ်လားမစွန်းနိုင်ခဲ့ဘူးမစွန်းနိုင်ဘူးဆိုတာနဲ့မေ့တယ်ဆိုတာသိမ်မတူလာဘူးလို့ဘုန်းဘုန်းထင်တယ်တချို့ကြတော့စွန်းနိုင်တယ်စွန်းနိုင်ပြီးတော့ဘာဖြစ်လဲအကြောင်းမျိုးမျိုးကြောင့်မေ့မလုံဖြစ်ဘူးမလုံနိုင်တာရဲ့မလုံဖြစ်တာအကျိုးရလက်ချင်းရတော့မထူးအတူတူပဲ မလုတ်ဖြစ်မလုတ်မလုတ်တာမလုတ်တာပဲဒါဒီဟိုလူကတော့ဘာတော့လုတ်ကိုမလုတ်နိုင်တာ तू ကတော့လုတ်ခိုင်းရင်လည်းတွန်းဘလောက်တွန်းလို့မှမရွေ့တော့ဘူး तू ကတော့ဒီဘဝဒါပဲ तू ကလို့ပြောမလို့မြတ်စွာဘုရားဘုရားပွင့်ပြီးခါသာအတ္တဝါတွေကိုကြည့်တဲ့အခါမှာရေကန်ထဲမှာရှိတဲ့ကြားတွေကိုမြင်တယ်လို့မြင်တယ်ဆိုတော့ကြားဘူးတယ်မဟုတ်လားတချို့ကြားတွေကထွက်တော့မှာရေကန်မြင်နေပြီမဟုတ်ရောက်နေပြီတချို့ကြံတွေကထွက်သွားပြီးအဖူးလေးတွေဟိုနေထွက်လာတာနဲ့ပွန့်တချို့ကြားတွေကအောက်ထဲမှာရေထဲမှာ တချို့ကြတဲ့ကထွက်ကိုမထွက်နိုင်ဘူးငါတို့လိတ်လို့စားရတယ်သွားမှာအဲတချို့လူတွေအဲ့တိုင်းပဲဘာ